္ဂလာပါရှင်။အောက်တိုဘာလ30ရက်နေ့အတွက်တန်လွင်ထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လွင်ထိုင်းမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လွင်ထိုင်း Application ကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညနေခင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေးမှာညပိုင်းပွဲလမ်းတပင်သွားတဲ့လူငယ်တွေဖန်ဆင်းငွေညှဉ်းခံနေရတဲ့သတင်း မြောက်ဒီမြို့ဖလူးဒေသမှာစစ်တပ်ဘုံကျဲမှုကြောင့်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတဲ့သတင်းတွေနဲ့အတူကြိုင်မျောဖို့ဟူအကျဉ်းတော်မှာဝမ်းပြတ်ဝမ်းလျှော်ယောဂအဖြစ်များနေတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့တရုတ်အပေါ်အခွန်လျှော့ချပြီးမြေရှားသတ္တုဆိုင်ရာအတားအဆီးမရှိတော့ဘူးလို့ထရန့်ကြေညာလိုက်တဲ့သတင်းအာဂါသာခရီးစဉ်မှာ အသက်အငယ်ဆုံးတရုတ်အာဂါသာရင်မှုနဲ့ကြွက်တွေလိုက်ပါသွားမဲ့သတင်းတွေပြင်း မနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။မွန်ပြည်နယ်ရေးမြို့နယ်မှာညာပိုင်းပွဲလန်းသဖင်သွားတဲ့လူငယ်တွေကိုစစ်ကောင်ပြင်းတန်းနဲ့ပြည်သူ့စစ်အဖွဲ့တွေကဖမ်းဆီးငွေညှပ်ပြီးငွေမပေးနိုင်သူတွေကိုစစ်မှုထမ်းတပ်သားစုဆောင်းနေတယ်လို့ဒေသခံတွေကတန်လင်းထမ်းဖို့ပြောပါရတယ်။ စစ်ကောင်မရှင်ဟာအောက်တိုဘာလဆန်းပိုင်းကစလို့ရေးမျိုးနယ်ရဲ့စီဗျူတောင်အစင်ကျောင်းမီကျောင်းကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း9ရွာထံမင်းထဲမှာဖျားပွဲတွေနဲ့အတူအဝါဒီလောင်ကစားဝိုင်းတွေကိုထည့်သွင်းကျင်းပခွင့်ပြုထားတာပါအဝါဒီလောင်ကစားဝိုင်းတွေကနေပြန်လာတဲ့လူငယ်တွေကိုစစ်ကောင်ပြင်တန်းတဲ့ပြည်သူ့စစ်အဖွဲ့တွေကညအချိန်မတော်သွာလာတဲ့ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဖမ်းဆီးငွေညှင်းမှုတွေကိုလှုံ့ဆော်နေတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးငွေညင်ရမှာအ ਨੇ ဆုံးကျန်9000ကနေတိမ့်နေချီတောင်းခံတာတွေရှိနေတယ်လို့ဖမ်းဆီးငွေညင်ခံရတဲ့ဒေသခံလူငယ်တဦးကပြောပါတယ်။ဖမ်းဆီးငွေညင်ခံရတဲ့လူငယ်တွေထဲမှာရွှေပြောင်းအလုတ်သမားတွေဖြစ်ပါကတခါတည်းစစ်မှုထမ်းတပ်သားစုဆောင်းတာတွေရှိနေတယ်လို့ဆိုပါတယ်ရှင်။ဒေတာကန်တွေရဲ့ပြပြချက်အရအကူလာအတွင်ညာပိုင်းပွဲလန်းတပင်သွားတဲ့ရွှေပြောင်းအလုတ်သမား၁၀ဦးထက်မနည်းစစ်သားစုဆောင်ခံထားရတယ်လို့သိရပါဗျ။ တန်လင်တိုင်းကပြုစုထားတဲ့အချက်လက်တွေအရမွန်ပြည်နယ်မှာအာနာသိန်းစစ်ကွန်ဖရင်ဖွင့်လှစ်တဲ့စစ်မှုထမ်းအတင်းနဲ့အပတ်စဉ်၁၈အထိတက်သားစုဆောင်ခံရသူ3300ထက်မနည်းရှိလာပြီဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ဘက်မှာရှိတဲ့ဖလူကျေးရွာထဲကိုစစ်ကွန်ဖရင်တပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နေပြီးဒေသခံရွာသူရွာသားတွေဟာထွက်ပြေးတိမ်းရှောင်လာနေရတယ်လို့သိရပါဗျ။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါရဲ့ရှင်။ ကရင်ပြည်နယ်မြားရီမြို့တောင်ဘက်မှာရှိတဲ့ဖလူကြီးရွာတဲကိုအခုရက်ပိုင်းတည်းမှာစစ်ကော်မရှင်တပ်ကလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းဗိုလ်ချုပ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပြီးဒေသခံရွာသူရွာသားတွေထွက်ပြေးတင်းရှောင်နေရတယ်လို့အနေပြကန်သတင်းရှင်းမြစ်တွေကတန်လွင်တိုင်းကိုပြောပါတယ်။မြားရီမြို့တောင်ဘက်မှာရှိတဲ့လေကီကော်မြို့တစ်ကိုအောက်တိုဘာ18ရက်နေ့ကစစ်ကော်မရှင်တပ်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက်မြားရီဝေါ်လီလမ်းမိုင်းဘက်ကိုထိုးစစ်ဆင်လာခဲ့ရာ KNL ဦးဆောင်တဲ့တော်လိုင်းရေးပူးပေါင်းတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်လိုလိုဖြစ်ပွားလျက်ရှိနေတာပါ။စစ်ကော်မရှင်တပ်ဟာ မြောက်ရီဝေါ်လီလမ်းပိုင်းကအင်ဂျင်မြန်ရွာကနေမင်းလက်ပံကျေးရွာဘက်ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့လေကေကောမေဝါခီကနေတဆင့်ဖလူကျေးရွာဘက်ကိုဥတီလာပြီးစစ်ကြောင်းထိုးလာနေတယ်လို့ဒေသခံသတင်းရှင်းမြစ်တူကဆိုပါတယ် ဖလူကြီးရွာတွေကိုအောက်တိုဘာ30ရက်နေ့နေ့လယ်ပိုင်းကစစ်ကော်မရှင်တပ်ဟာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့လေရင်နဲ့လည်းလာရောက်ပုံကျဲတိုက်ခိုက်ခဲ့ပြီးဒေသခံရွာသူရွာသားတွေကတော့အခြားဘေးလွရာနေရာတွေစီထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်ကတော့ရွှေကောက်ပွဲကျင်းပမယ့်ဒီဇင်ဘာမတိုင်ခင်မြောက်ရီဝေါ်လီလမ်းမိုက်တစ်လျှောက်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စ조사လုပ်ဆောင်နေပြီးတော်လိုင်းရင်အားစုတွေဘက်ကလည်းအပြင်းအထန်ခုခံတိုက်ခိုက်နေတဲ့အတွက်စစ်ကော်မရှင်တပ်ဖက်မှထိခိုက်ဒေဆုံးမှုများပြားခဲ့တယ်လို့တော်လိုင်းရင်သတင်းရင်းမြစ်တွေကထုတ်ပြန်ထားပါတယ်။ လေကီကောတိုက်ပွဲနဲ့မြရီဝေါ်လီလမ်းမိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်လေကီကောဘဲဂလော်ထီမဲဝါခီမင်းလက်ပန်ဖလူစတဲ့ကျွော်တွေကဒိတာကံပြည်သူ ထောင်ချီဟာဘေးလွယာနေရာတွေစီထွက်ပြေးတိမ်းရှောင်နေရတယ်လို့စစ်ဆောင်ရေးဆောင်ရွက်နေသူတွေစီကနေသိရပါတယ်။မွန်ပြည်နယ်ကြမ်းမျောဘဟုအကျဉ်းတော်မှာနိုင်ငံရေးအကျဉ်းသားတွေဝမ်ပြက်ဝမ်းလျှောယောဂအဖြစ်များနေတယ်လို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်နဲ့နှီးဆက်သူတွေထံကနေသိရပါတယ်။ဒီသတင်းကိုတော့အင်မြောင်ကတင်ဆက်ပေးထားပါရရှင်။ မွန်ပြည်နယ်ကြံမျိုးမြို့နယ်ရှိကြံမျိုးဘူကျင်းတောင်မှာနိုင်ငံကြီးကျင်းသားတွေဝမ်းပြက်ဝမ်းလျှောယောဂဖြစ်များနေတယ်လို့နိုင်ငံကြီးကျင်းသားမိသားစုဝင်တွေနဲ့နှီးဆက်တွေ့ကတန်လင်တိုင်းကိုပြောပါတယ်။နိုင်ငံကြီးကျင်းသားတွေဟာကျင်းတောင်ကကျွေးတဲ့စားတောက်တွေလက်ဆက်မှုမရှိတာနဲ့တောက်သုံးရည်တွေတန်ရှင်းမှုမရှိတာတွေကြောင့်ဝမ်းပြက်ဝမ်းလျှောယောဂတွေဖြစ်များနေတာပါ။ဝမ်းပြက်ဝမ်းလျှောယောဂအဖြစ်များနေတာကြောင့် စစ်ကော်မရှင်လက်အောက်ခံအချင်းဥစည်းဌာနဝန်ထမ်းတွေကလက်တလုံးအချင်းနဲ့ပတ်သက်တဲ့အစားအစာတွေကိုထောင်တွင်းတင်သွင်းခွင့်ကန့်သက်ထားတယ်လို့ဆိုပါတယ်။ဘုံပြုံဝင်ဆိုတော့ကျွန်တော်အထဲမှာပဲဟင်းကြောက်တယ်ပြင်နေတယ်ကြွေးရည်လုံးပြန်နေကြတယ်။အားလည်းဘုံကိုတော့အဲဒီဟာကြောင့်ပြင်နေတော့ကနေတာအားပြင်းတော့လူစင်ကပူတဲ့ဟာကြီးရအရှင်လုံးပြီးအရှင်ကြီးအဲ့ဒါရတယ်ပြင်နေတယ်။ဒီတော့ရှင်ရှင်ဝါလူတစ်ခွက်ဆောက်ပြီးရမယ်။မကြီးကြီးထောင်းနေကိုလို့ရတယ်။ ။ကျွန်တော်ဒီဆောင်ငယ်ပူရတော့အလူပေါ့။အခုကတော့အလူရှင်နဲ့ပတ်သက်တာပြေးသွားတော့ကိုမကြီးရော။နိုင်ငံရေးကျင်းသားတွေဝမ်းပြည့်ဝမ်းလျှော်ရွာကဖြစ်များနေပေမဲ့စစ်ကော်မရှင်လက်အောက်ခံအကျဉ်းဥစည်းဌာနဝန်ထမ်းတွေကစေဝါအလုံးလောက်မပေးသလိုအခြေအနေဆိုးတဲ့လူလောက်သာစေဝါနှင်းငယ်ပေးတာရှိတယ်လို့သူကဆက်ပြောပါတယ်။လက်ရှိမှာလည်းဝမ်းပြက်ဝမ်းလျှော်ယောဂါဖြစ်ပွားနေတဲ့ပေါ်နိုင်ငံရေးကျင်းသားမိသားစုဝင်တွေကစေဝါပို့ဆောင်ရင်တောင်မှတင်းတင်းကြပ်ကြပ်စစ်ဆေးပြီးမှသာစေဝါတွေကို အနည်းငယ်သာခွင့်ပြုပေးတာရှိတယ်လို့သိရပါတယ်။တစ်ဖက်မှာစစ်ကော်မရှင်လောက်ခံအကျဉ်းဥစည်းဌာနဝန်ထမ်းတွေဟာနိုင်ငံရေးကျင်းသားတွေကိုချားပြမှုတွေနဲ့အကျဉ်းကျခံနေရသူတွေထက်ရပိုင်ခွင့်ကန့်သက်တာ အစားတောင့်တဲ့စည်းဝါးတွေကအစတင်သွင်းမှုလျှော့ချတာအပြင်ဖိနှိပ်မှုမျိုးမျိုးလှုံ့ဆော်နေတာပါ။ဒါအပြင်ယောဂခံရှိတဲ့နိုင်ငံကြီးကျင်းသားတွေကိုလည်းလုံလောက်တဲ့ဆေးကုသခွင့်မပေးတာလိုအပ်တဲ့စီးဝါးတွေကိုလည်းတင်သွင်းခွင့်မပြုတာအပြင်ပစ္စည်းပို့တာတွေကအစအရင်လို မိတ်ဆွေတငယ်ချင်းတွေပို့လို့မရပဲမိသားစုဝင်တွေကိုသာ ပေးပို့ခွင့်ပေးတာကြောင့်အဝေးကနိုင်ငံရေးကျင်းသားတွေအတွက်အခက်တွေ့ရှိနေတာဖြစ်ပါတယ်။မွန်ပြည်နယ်ရဲ့ကြံမျိုးဗဟုကျင်းတော်မှာတော့ရန်ကုန်မန္တလေးပဲခုကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ပါဝင်အခြားအနေနဲ့ရရက်ကနိုင်ငံရေးပုံမှန်မျိုးမျိုးနဲ့အချင်းကြခံနေရတဲ့နိုင်ငံရေးကျင်းသားကျင်းသူစုစုပေါင်း300ထက်မနည်းရှိတယ်လို့အချင်းတော်နဲ့နှိစက်သူတွေပြပြချက်ရသိရပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။တရုတ်အပေါ်အခွန်လျှော့ချပြီးမြေရှားသတ္တုဆိုင်ရာအတားအဆီးမရှိတော့ဘူးလို့ထရန့်ကြေညာလိုက်ပါတယ်။ဒီအကြောင်းကိုတော့ပပက်ကပြပြပေးထားပါရရှင်။တောင်ကိုရီးယားနိုင်ငံဂျင်ပင်မြို့မှာတရုတ်သမ္မတရှီချင်းဖြစ်တဲ့ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်အပေါ်အခွန်လျှော့ချလိုက်ကြောင်းနဲ့မြေရှားသတ္တုဆိုင်ရာအတားအဆီးတွေမရှိတော့ဘူးလို့ကြေညာပါတယ်။ တရုတ်နဲ့အမေရိကန်တို့များမကြခင်ကုန်သွယ်ရေးသဘောတူညီမှုတရက်လက်မှတ်ရေးထိုးနိုင်တော့မယ်လို့ထရန့်ကပြောပါတယ်။ အမေရိကန်ကအခွန်တွေ short ချလိုက်တာဟာတရုတ်အနိုင်ရတာဖြစ်ပေမဲ့ဘေကျင်းရဲ့တုံ့ပြန်မှုကိုတီးရချိန်မှာပဲစူပိုင်အင်အားကြီးနှစ်နိုင်ငံကြားအပေးအယူတွေတည်ရှိရမှာဖြစ်ပါတယ်။လော်လော်ဆယ်မှာတော့အမေရိကန်ရဲ့မြေရှားတပ်တူအုံပြုနိုင်ရေးနဲ့ပတ်သက်တဲ့ကိစ္စပြေလည်သွားပြီလို့ Trump ကပြောပါတယ်။တရုတ်ပိုင်ဆိုင်ထားတဲ့လူမှုမီဒီယာ TikTok ပေါ်အမေရိကန်လုပ်ငန်းတစ်ခုခုတို့ရောင်းချရေးနဲ့ပတ်သက်တဲ့နောက်ဆုံးသဘောတူညီမှုကိုလည်းမကြားသိရသေးဘူးလို့သတင်းထုတ်တွေကပြောပါတယ်။ကမ္ဘာအကြီးအမားဆုံးစီးပွားရေးနိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာခဲ့ပြီး နောက်ထရန့်ရဲ့အခုလိုကြီးညာချက်တွေကိုနှစ်ဖက်ပြေလည်မှုရရှိရလို့မှတ်ယူထားရမှာဖြစ်ပါတယ်။တရုတ်ကအမေရိကန်ပဲပီဆက်တွေကိုပြန်ဝင်မယ်လို့ပြောတာကြောင့်အမေရိကန်တောင်သူတွေအယံဝမ်းသာရတော့မယ်လို့လည်းထရန့်ကပြောပါတယ်။ပဲပီဆက်အပြင်တခြားစိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အလက်စကာကထွက်ရှိနေတဲ့စွမ်းအင်တွေကိုလည်းတရုတ်ကဝယ်ယူအောင်မှဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ တရုတ်ကမြေရှားသတ္တုတင်ပို့မှုရဆိုင်းတာကိုအဆုံးသတ်တော့မှာဖြစ်ပြီးဖန်တနိုင်းမှုရဲ့စေတနာဖြည့်ရှင်ရေးနဲ့အမေရိကန်ကိုကူညီပေးသွားမယ်လို့သိရပါတယ်။မိမိတို့နှစ်နိုင်ငံကြားကြီးမားတဲ့အပြန်အလှန်လေးစားမှုရှိရလို့ထရန်ကပြောပါတယ်။တောင်ကိုရီးယားမှာတွေ့ဆုံပြီးသမရရှိကနှစ်နိုင်ငံစလုံးအနေနဲ့အဓိကကုန်သွယ်ရေးပြဿနာတွေကိုဖြည့်ရှင်ရေးဘုံသဘောတူညီမှုရရှိခဲ့တယ်လို့ပြောကြားကြောင်းတရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ ပေကျင်းကပို့ကုန်ထိန်းချုပ်ရေးအစီအစဉ်တွေကြီးညာထားပေမဲ့ trend နဲ့ဆွေးနွေးမှုပြီးနောက်ပိုင်းအဲ့ဒီအစီအစဉ်တွေအကောင့်ထဲပေါ်ရေးတစ်နှစ်ရပ်ဆိုင်းထားလိုက်ပြီလို့ကြီးညာပါတယ်။ဒါပေမဲ့ trend နဲ့ရှိချင်းဖြစ်လို့ကြာပါသဘောတူညီမှုတစ်ခုမှလက်မှတ်ရေးထိုးခဲ့တာမရှိပါဘူး။အာဂါသခရီးစဉ်မှာအသက်အငယ်ဆုံးတရုတ်အာဂါသယင်မှုနဲ့ကြွက်တွေ လိုက်ပါသွားမှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ဝန်ကြီးကတင်ဆက်ပေးထားပါရဲ့ရှင်။တရုတ်က တို့ရဲ့အာဂတစကန်ကိုဆေလွတ်ဖို့စီစဉ်ထားတဲ့ခီးစဉ်မှာပြည်ထောင်နိုင်ငံရဲ့အသက်ငယ်ဆုံးအာဂတရည်မှုနဲ့စံသက်ခံကြွက်လေးကောင်လိုက်ပါသွားမှာဖြစ်ကြောင်းအာနာပိုင်တွေကအောက်တိုဘာ30ရက်မှာပြောပါရီတီယန်ကုန်းအာဂတစကန်မှာတရုတ်ကအာဂတရည်မှု၃ဦးထားရှိပြီး6လကြာတိုင်းအလဲလဲလုပ်ပေးနေပါရီ အာဂါသနည်းပညာမှာအမေရိကန်နဲ့ရုရှားကိုအမိလိုက်နိုင်ရေးတရုတ်ကဒေါ်လာဘီလီယံပေါင်းများစွာကုန်ကျခံပြီးအဲ့ဒီအာဂါသစခန်းကိုတိစောက်ထားတာဖြစ်ပါလေ။ရှန်ကျို၂၁အာဂါသရှင်ဟာအောက်တိုဘာ31ရက်နေ့လယ်တနာရီ44မိနစ်မှာတရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာရှိတဲ့ဂျီကွန်ဂျိုရူလွတ်တွင်ရင်စင်တာကနေထွက်ခွာမှာဖြစ်တယ်လို့တရုတ်အာဂါသအေဂျင်စီ CMS ပြောဆိုခွင့်ရှိသူကြမ်းကျင်းဘူကပြောပါလေ။အာဂါသခီးစင်အင်ဂျင်နီယာအသက်32နှစ်ပြည့်ပြီးကစားဟူဖေးဟာ တယောက်အာဂတခီးစင်မှာလိုက်ပါမယ်အတတ်ငယ်ဆုံးအာဂတရှင်မှုဖြစ်တယ်လို့အရာရှိတွေကပြောပါတယ်သူကိုလွန်ခဲ့တဲ့နှစ်ကျော်ကရှန်ကျိုးဆန်ကအာဂတရှင်နဲ့လိုက်ပါခဲ့တဲ့ဝါရင်အာဂတရှင်မူကျန်းလူ48နှစ်ကကွက်ကဲမှာဖြစ်ပါတယ်။ဝင်းတင်ပညာရှင်အသက်39နှစ်ရဲ့ကျန်းဟောက်ရှန်ကလည်းအာဂတရှင်နဲ့လိုက်ပါသွားမှာဖြစ်ပြီးတော့အဲ့ဒီအာဂတစကန်မှာရှိနေတဲ့အာဂတရှင်မူ၃ရက်တာဝန်တွေကိုအစားထိုးတာဝန်ယူမှာဖြစ်ပါတယ်။ သူတို့နဲ့အတူစမ်းသက်ခံကြွက်အထီးနှစ်ကောင်နဲ့အမနှစ်ကောင်လည်းလိုက်ပါသွားမှာဖြစ်ပြီးဒါဟာတရုတ်ကအာဂါတာတဲကိုကြွက်တွေဆင်းလွတ်ပြီးတော့ပထမဆုံးစမ်းသက်မှုဖြစ်လာမှာဖြစ်ပါတယ်။ဂျိုပလန်နဲ့ကိုတတိယကြိမ်မြောက်လူသားဆင်းလွတ်မှုဖြစ်လာမဲ့ဘေကျင်းရဲ့အာဂါတာစီမံကိန်းဟာအင်္ဂါဂျိုနဲ့လာဘော်ကိုလည်းဆက်ရုပ်ရှင်တွေဆင်းလွတ်ခဲ့မှုပါတယ်။တရုတ်က2030ပြည့်နှစ်မှာလာဘော်ကိုလူလိုက်ပါခဲ့အာဂါတာရှင်ဆင်းလွတ်ပြီးလာမျက်နှာပြင်ပေါ်မှာအခြေစိုက်စကန်တစ်ခုတိစောက်ဖို့စီစဉ်ထားပါတယ်။ နက်ဖြန်အောက်တိုဘာလ31ရက်နေ့အတွက်ဝေါ်လီဘတ်အခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနှင်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတို့မှာနေရာကွက်ကြောင်းမိုးရွာသွန်းနေခဲ့တာကိုဝေါ်လီဘတ်ဂျိုတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ ။မနက်ဖြန်အတွက်ခမ်းမန်းချက်ကတော့ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အထင်းထင်းမှဒိန်ထူထန်နိုင်ပါတယ်။တနင်္သာရီကံယူတန်းရခိုင်ကံယူတန်းမြဝကျုံးပေါ်ဒေသတွေနဲ့မုတ်တမခွေးဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ10မိုင်မှ -10 ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှလှိုင်းအထင်းထင်းရှိနိုင်ပါတယ်။ မကွေတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာခွက်ကြောင်းမိုးရွာသွန်းနိုင်ပြီးစကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာအများအားဖြင့်တာယာနိုင်ပါတယ်အမြင့်ဆုံးပုံချိန်တွေအနေနဲ့ဗော်လမြိုင်မြို့မှာ32ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့မှာ30ဒီဂရီစင်တီဂရိတ်နဲ့တဝယ်မြို့မှာ28ဒီဂရီစင်တီဂရိတ်အသီးသီးရှိနေပါတယ်။မြန်မာနိုင်ငံမြောက်ဖျားပိုင်းနဲ့မြို့ဝကျွန်းပေါ်ဒေသတွေမှာ ခရမ်းလုံရောင်ကြီးအညွန်ကိန်းဟာတာမန်ဆင့်မှာရှိနေနိုင်တာကလွယ်လို့ကြံဒေသတွေအလုံးမှာတော့အညွန်ကိန်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်ဒီမိုလေးဝသားအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်အနေဆိုင်ရာဝန်ကြီးဌာနနဲ့ winny.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တန်လွေထိုင်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လင်ထားမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။